ကဘာပေါ်မှာကြောက်ဆောင်နေကြောက်ခဲတွေကြောက်တုံးတွေဟာအရေးအတွက်ဘီလီယံနဲ့ချီပြီးတော့တရှိပါရီ။နောက်ပြီးအဲကြောက်တုံးတွေအများစုဟာတိတ်ဖို့မကြံလာတဲ့လန်ခင်းကြောက်တာတာကြောက်တွေဖြစ်ကြပါရီ။ဒါပေမဲ့ကဘာပေါ်မှာမီလီယံနဲ့ချီပြီးတော့တန်မိုးရှိတဲ့ကြောက်တွေကလည်းရှိနေပြန်ပါရီ။ပရိသတ်တို့ကအဲ့လိုပြောလိုက်ရင် စိန်နေရွှေတွေဗရန်များတွေမျက်စိတွေပြင်းပြင်းကြမှာပါ။ဒါပေမဲ့အဲ့စိန်နေကြောက်စိန်တွေကဒီဗီယိုတွေကကြောက်တွေနဲ့ရှင်လိုက်ရင်အတော်လေးတန်မိုးနေသွားမှာပါ။မင်္ဂလာပါပရိသတ်တို့။ ဒီတစ်ခါပြီးတော့ကဘာပေါ်မှာတွေ့ရှိရတဲ့အရှာပါဆုံးအဖို့တန်ကြောက်တွေအကြောင်းကိုပရိသတ်တို့ဘုသူတရားစီဖို့အတွက်တင်ဆက်ပေးမှာဖြစ်ပါသည်။နံပါတ်5 Florin Plain ဒီကြီးမားတဲ့ကြောက်လုံးကြီးကိုလူတွေပြုလုပ်ထားရလို့ထင်ရနိုင်ပါတယ်။ဒီကြောက်လုံးကြီးဟာ Florin Plain လို့ခေါ်တဲ့ကဘာပေါ်မှာအကြီးဆုံးပလဲပဲဖြစ်ပါသည်။ဒီပလဲကြီးကိုတော့2016ခုနှစ်မှာမွန်ဂိုလီးယားဒေသရဲ့မြေရောက်တနေရာကနေရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါသည်။ အပလဲလုံးကြီးဟာဖလိုရိုက်သတ္ထုတွေအများဆုံးပါဝင်ဖွဲ့စည်းထားတာကြောင့်ဖလိုရင်ပလဲလို့အမည်တွင်ခဲ့တာပါဒီပလဲလုံးကြီးဟာအမောင်တဲမှာတောင်မှအစိမ်းအောင်လဲနေပြီးတရုတ်တွေရဲ့သမိုင်းဟာတန်မိုးကြီးဆုံးနဲ့ဈေးဖြတ်လို့မရနိုင်တဲ့ရန်နာတစ်ခုပါပဲဒီပလဲလုံးကြီးကိုမိုင်းတွင်းတွေကနေထုတ်ဖို့သုံးနေချင်းယူခဲ့ရပြီးတော့ဈေးဖြတ်လို့မရနိုင်ဘူးဆိုပေမယ့်ပညာရှင်တွေကတော့လေးလံတင်ရောင်းမယ်ဆိုရင်တော့ဒေါ်လာ150မီလီလောက်တန်ကျေးရှိတယ်လို့ဆိုကြပါတယ်အခုလက်ရှိမှာတော့အဲကြောင့်ပလဲလုံးကြီးကိုတရုတ်နိုင်ငံကပြတိုက်တခုထဲမှာပြသထားပါတယ် နမလေးမွေဟောက်ကြောင့်မွေဟောက်ကြောင့်ကိုမွေပလဲလိုလေခေါ်ပေါ်လေးရှိပါရည်ဒီကြောင့်ဟာတကယ်တော့မွေဟောက်တည်းရဲ့ခနာကိုယ်ထဲမှာတွေ့ရတဲ့မွေရိုးပဲဖြစ်ပါရည် ဒီကြောင့်ကိုတော့မွေဟောက်တွေစီကနေထုတ်ယူလို့ရပြီးတော့ထုတ်နေတဲ့အချိန်မှာမွေဟောက်ဟာအတော်လေးကိုမှပြင်းထန်နေတာခြင်းမှုကိုခံစားရမှာပါအမေရိကန်အာဖရိကအိန္ဒိယနဲ့အာရှဒေသတွေမှာဒီမွေပလဲကိုမွေဟောက်တွေစီကနေအများဆုံးထုတ်ယူကြပါတယ်မွေဟောက်တရားအန်ရများပေမဲ့လူတွေဟာအခုလိုမွေပလဲတွေကိုထုတ်ယူနေခြင်းကမွေပလဲတွေဟာမွေကြိုက်တရားကိုတတ်တာစေဖို့စီးပြေတုံးပြနိုင်တယ်လို့ယုံကြည်ထားကြလို့ပါ အနောက်တိုင်းစီပညာရာဒါဟာမာယူနေတဲ့ယူဆဖြစ်နေပေမဲ့လူတွေတော်တော်များကတော့ဒါကိုယုံကြည်နေကြဆဲပါ။မွေပလဲတွေကမွေရဲ့ခေါင်းပိုင်ဒါမှမဟုတ်ရင်တော့အမိပိုင်ကနေထုတ်ယူလို့ရနိုင်ပါတယ်။လူတွေဟာဒီမွေပလဲရှိရင်တော့မွေကိတ်ခံရလေမွေစိတ်ပြီးရလို့ယုံကြည်နေကြပါတယ်။စီပညာရှင်တွေကတော့ဒါဟာယုံကြည်မှုအမှားဖြစ်ပြီးတော့မွေပလဲတွေကမွေစိတ်ပျောက်ခြင်းအာမကုသပေးနိုင်ဘူးလို့ပြောထားပါတယ်။နံပါတ်3ကုလားနေစိန်တုံး မိကလေးများစုဟာတနေ့ကျရင်သူတို့ကောင်းလေးစီကနေစိန်လဲစွန်းနဲ့လက်ထခွင့်တောင်းတာခင်အားလိမ့်မယ်လို့မျှော်လင့်ကြပါရည်။ဒါပေမဲ့အတင်းတို့ကောင်းလေးကတော့ဒီစိန်တုံးနဲ့လှူထားတဲ့လက်စွပ်ကို ပြီးမယ်ဆိုရင်လက်တောင်မှပြုတ်ထွက်နိုင်ပါရည်။ကုလာနယ်စိန်တုံးကြီးဟာကဘာပေါ်မှာရှာတွေ့သမျှစိန်တုံးတွေထဲမှာအကြီးမားဆုံးဖြစ်ပါရည်။ဒီစိန်တုံးကြီးကိုတော့1905ခုနှစ်ဇန်နဝါရီလ25ရက်နေ့မှာမိုင်းတူသမားတွေကအာဖရိကတောင်ပိုင်းပရီတိုရီးယားဒေသကမိုင်းတွေထဲမှာရှာတွေ့ခဲ့တာပါ။ ဒီစိန်တုံးကြီးဟာ3106ကောရဲရှိပြီးတော့တိတက်မှ33မောင်အလေးချိန်ရှိပါတယ်2005ခုနှစ်တုန်းကဒီစိန်တုံးဟာရှာတွေးသမားတွေထဲမှာအကြီးဆုံးဖြစ်ခဲ့ပြီးတော့ရာစုနှစ်တစ်ခုကြာမှတောင်မှသူ့ရဲ့အကြီးဆုံးစိန်တုံးဆိုတဲ့ဆန့်ကျင်ကိုထိထားနိုင်စဲပဲဖြစ်ပါတယ်အဲစိန်တုံးကြီးကိုစိန်တုံးကြီးကိုတုံးအဖြစ်ပြန်ဖြတ်တောက်ပေးခဲ့ပြီးတော့ကျန်ပိုင်းစားတွေကိုစိန်တုံးငယ်100ချောအဖြစ်ဖြတ်တောက်ခဲ့ပါတယ်ဒီစိန်တုံးတွေကိုတော့လန်ဒန်တာဝါအပအဝင်ကမ္ဘာပေါ်ကနေမြေကြီးပြတိုက်တွေမှာရှာဖွေတွေ့ရှိနိုင်ပါတယ်နည်းနည်း မီအော်စီဒီယန်ကြောင့်အော်စီဒီယန်ကြောင့်ဆိုတာကိုရှင်းပြရရင်တော့မီးတောင်နေပေါက်ကွဲတဲ့အခါမှာထွက်လာတဲ့ချွေတွေကရှင်းနေထိတွေ့ပြီးတော့လိမ်မြန်စာခဲသွားတဲ့အခါဒီအော်စီဒီယန်လို့ခေါ်တဲ့အမေးအောင်မီးတင်းကြောက်တွေထွက်ပေါ်လာတာပါဒီကြောက်တရားသဘာဝအတိုင်းဖြစ်ပေါ်လာပြီးတော့မိတောက်တွေအနီးမှာပဲတွေ့ရှိရတာကြောင့်အယံကိုမှရှာပါပါရင်ကြောက်ဟာထင်းကိုခွဲကြည့်လိုက်ရင်တော့ ဖန်နီလိုမျိုးရေသွေးမျိုးရှိပြီးတော့မင်းနဲ့နေပါရင်ဒါပေမဲ့တစ်ခါတလေမှာအမေးရောက်မှုဖြစ်နေအယောင်ဆုံနေတဲ့ Obsidian တွေကိုတွေ့ရှိနိုင်ပြီးတော့အဲ့ကြောက်တွေကို Mi Obsidian လို့ခေါ်ပါရင် Mi Obsidian ရဲ့မျက်နှာပြင်မှာ တန်လိုက်နာနိုခရစ်တယ်လေးတွေပါရှိတာကြောင့်တာမန်အော်စီဒီယန်နေနဲ့မတူဘဲနဲ့အချောင်တောက်ပနေတာဖြစ်ပါရည်။ပရိသတ်တို့သာဒီကြောင့်မျိုးကိုအိမ်ပေးမှာ ရှာတွေ့ရင်တော့အတော်ကိုမှကန်ကောင်းတဲ့လူသားလို့ပြောလို့ရပါရည်။ဘာလို့လဲဆိုတော့ဒီကြောင့်တွေဟာကဘာပေါ်မှာအရှားပါသောကြောင့်တွေကတစ်ခုဖြစ်ပြီးတော့အမေရိကန်နိုင်ငံကမိတောင်ရှင်တွေပေါ်များတဲ့အော်ရီဂန်ဒေသမှာတွေ့ရှိရတာဖြစ်ပါရည်။အခြားအော်စီဒီယန်ကြောက်တွေကိုတော့ကဘာပေါ်ကမိတောင်ရှိတဲ့အခြားဒေသတွေမှာရှာဖွေတွေ့ရှိနိုင်ပါသည်။နံပါတ်၁ဘာဟီယာများကြောင့် မြောက်ချောက်တရားရှားပါပြီးတော့လှပါတဲ့အစိမ်းရောင်ကြောင်မြက်ရတနာတွေပါဒီပါရီယာမြောက်ချောက်ကတော့ကဘာပေါ်မှာအကြီးမားဆုံးမြောက်ချောက်ဖြစ်ပြီးတော့140ပေါင်၄ချိန်ရှိတာ ကရက်ပေါင်း18000တန်းနဲ့စံချိန်တင်ထားပါရီအမြောက်ကြောက်ကိုတော့ဘရာဇီးနိုင်ငံကမြောက်ကြောက်တွင်တစ်ခုမှာ2000ခုနှစ်ကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါရီဒီမြောက်ကြောက်ဟာအမေရိကန်ဒေါ်လာ100မီလီယံတန်ဈေးရှိတယ်လို့ဆိုထားပါရီဒါပေမဲ့ဒီမြောက်ကြောက်ဟာ2005ခုနှစ်ကဟာထရီနာဟာရီကိန်းမုန်တိုင်းတွေမှာပျောက်ဆုံးသွားခဲ့ပူပြီးတော့2008ခုနှစ်မှာခိုးကန်လိုက်ရပါရီနောက်ပြီးတော့ eBay ဆိုတဲ့ပစ္စည်းရောင်း website တခုမှာဒေါ်လာ80မီလီယံနဲ့ဒီမီးကြောက်တွေကိုတင်ရောက်ခဲ့ပူပါသေးတယ်။အဲ့လိုဖြစ်ပျက်တွေကြောင့်ဒီမီးကြောက်တွေဟာချိန်စာတင်နေရလို့ဆို ဆိုကြပါရီအခုလက်ရှိဒီများကြောက်တွေကိုပိုင်ဆိုင်နေသူကလေလုံခြုံရေးအခြေအနေကြောင့်သူဘသူပဲဝါဆိုတာမဖော်ပြထားပါဘူးကဲပရိသတ်တွေအခုဗီဒီယိုထဲမှာတော့ကဘာပေါ်မှာရှားပါဆုံးကြောက်တွေကြောင့်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရီဒီဖော်ပြခဲ့တဲ့ကြောက်တွေတွေကဘယ်တစ်ခုကိုပရိသတ်တို့ကြိုက်ဆုံးလဲဆိုတာကွန်မန့်လေးထဲမှာပြောသွားပေးခဲ့ပါအောင်နော်အခုဗီဒီယိုလေးကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်